ကျွန်တော်တို့တိုင်းပြည်ပြည်သားတွေကျွန်တော်တို့မျိုးနွယ်သူမျိုးနွယ်သားတွေအသေးကြပေးလိုက်တဲ့မေရီယာတွေသူတို့ဝင်ကြီးဖြစ်သွားတဲ့အချိန်မှာကျွန်တော်တို့ပြည်သူလူထုတွေဘာအကျိုးမှမတွေ့ရတဲ့ကျွန်တော်တို့အဲ့ဒီကိစ္စကိုကျွန်တော်တို့ဒီမှာပြေပြဆင်းရဲပြီးတော့ဆန္ဒပြခိုင်းမှာဖြစ်ပါတယ်ဘူရိုင်းဝင်းကြီးချုပ်ကစားပြီးစီပင်လက်တော့ညွှန်ကြားရေးထီရာထူးကနေဖြုတ်ချပေးဖို့အယက်သားဆိုးရသည့်လက်ထက်မှာပထမဆုံးကျင်ဖြစ် တာယာဝတီမြို့နယ်ကစတင်လိုက်ပါပြီ။လမ်းဘီဈေးဆယ်တွေကိုကျူးကျော်ဖြစ်ဆွဲချက်တင်ခဲ့တဲ့တာယာဝတီမြို့နယ်ကစီပင်လက်တော့ညွှန်ကြားရေးမှူးဦးအေးကျော်ကတာယာဝတီခရိုင်30မြို့နယ်ကဈေးဆယ်3ကိုတရားစွဲဆိုထားတာကြောင့်ဆန္ဒထုတ်ပေါ်ကြတာဖြစ်ပါတယ်။ဆန္ဒပြပွဲပြုလို့ရတဲ့ရည်ရချက်ကတော့ကျွန်တော်တို့မြို့နယ်မှာကျွန်တော်တို့တည်ပေးလိုက်တဲ့ဝန်ကြီးချုပ်တွေစီပင်တာယာဝန်ကြီးတွေဒီတော့ရေးရဝန်ကြီးတွေဘာလို့မှမလုပ်တဲ့ဆန္ဒပြတာပါ။နောက်တစ်ချက်ကတော့ဒီစီပင်တာယာဝန်ကြီးစီပင်တာယာညွှန်ကြားရေးမှု လက်တော့ညချိုင်းမှုဥေးကျော်ဟာကျွန်တော်မြို့ရွာမှာရှိတဲ့ဆင်းရဲသူဆင်းရဲသားပြည်သူပြည်သားတွေကိုနှိမ့်ဆက်နေတယ်လို့ကျွန်တော်မျက်စိထဲမှာမြင်လို့ကျွန်တော်ဆန္ဒပြရင်ဖြစ်ပါတယ်။ဒီဆန္ဒပြပွဲမှာတော့ဦးစန်းတင်ဝင်းနဲ့ဦးထွန်းဝင်းတို့ကဦးဆောင်ပြီးဘကိုးတိုင်းဝင်းရှုပ်ဦးဝင်းသိပ်ပါဝင်စီပင်သားရဝင်းကြီးဦးမမောင်လင်းတတော်ရေးရဝင်းကြီးဦးကျော်မင်းဆန်နဲ့စီပင်လက်ထောင်ညွှန်ကြားရေးမှုကိုဖျောက်ချပေးဖို့တာဝရီမြို့နယ်မှာတောင်းဆိုခဲ့ကြတာပါ။ ပြောကြမယ်ဆိုရင်ဘုရားတိုင်ဝင်ကြီးချုပ်ကိုဘာကြောင့်ပြုတ်ချခြင်းလဲဆိုရင်အိမ်တိမ်မှာခေါင်းကမလုံရင်တစ်စက်ကလည်းမလုံဘူးဘယ်ဝင်ကြီးတွေဘလောက်ပဲအလုံလုံလုံမလုံလုံလုံဝင်ကြီးချုပ်အလုံလုံရင်နေရဲမလားသူ့ရဲ့ညွန်ကြားချက်အတိုင်းအလုံလုံရတာပဲဘယ်လိုလူမျိုးမဆိုပေါ့ဒါတိုင်းဒေသကြီးစိုးရွားအဖွဲ့ဝင်ကြီးချုပ်ကတိုင်းဒေသကြီးအာဏာပိုင်ပဲဒီလူဒီလူတွေလုံမလုံဘူးဆိုရင်သူဖြုတ်မှာသူကိုယ်တိုင်လုံမလုံရင်တော့သူလိုကိုလိုပေါ့ညီလေးဟာဒီသားသလိုနေကြတာလုံမလုံတဲ့လူကိုလည်းအေးမယူ စီးဆက်3ကိုပုံမှန်77ရေမြောင်းကျော်နေမှုပုံမှန်84စီဗီနန်နမိတ်ကျော်နေမှုနဲ့ပုံမှန်88အာနာဖီဆန်မှုစတဲ့ပုံမှန်တွေနဲ့စီဗီလက်ထောက်ညွှန်ကြားရေးမှုဦးအေးကျော်ကဝန်ခဲ့တဲ့2လကျော်ကတရားစွဲဆိုခဲ့ပါတယ်ဒီကိစ္စကိုအတောင်ပြုပြီးလက်သိန်းခံရတဲ့လက်သမားတွေပါဝင်တဲ့အင်အား20ဝန်းကျင်ဟာအားလုံးမှတာဝန်ရှိဆုံးဖြစ်တဲ့ဘကူတိုင်းအစိုးရအဖွဲ့ကိုပါရာထူးကနေနှုတ်ထွက်ပေးဖို့တောင်းဆိုခဲ့ကြပါတယ် အခု2014ခု60 6လပိုင်း6ရက်နေ့ရကြားခံရေးခေါ်မှာပေါ့နော်အဲ့ဒီကောင်မလေးခေါင်းဆောင်မလေးကကျမတို့တမိုးတရားစီစိုက်ထားတဲ့အတွက်နိုင်ငံတော်မှာစဘာတိနာယော်နေမှာဆိုလို့ဒီတမိုးပေးပါတဲ့အမေတို့မူလပိုင်ရှင်တွေကဘာမှပြောဖွင့်ပြတယ်အဲ့ဒီတမိုးလက်ပြီးတော့တို့ကစဘာကိုရှိရရင်နောက်ကပဲကျဲတယ်အမေတို့ကလှုပ်လို့မရပြန်ဘူးရှင်းလိုက်ပြန်တော့ဓာတ်ပြည့်တို့ကဟိုက်စကံရဲတွေအကုန်သိတယ်အခုဒီနေ့မိုးရာတွေလှုပ်တယ်ပြီးသွားပြီအခုအမေတို့ဓာတ်စာပေးတယ် လောက်ရမှာမလောက်ရဘူးဒီနယ်လည်းပဲပုံငန်းခုနေသူကအလကားတွေတဲ့နိုင်ငံတော်ကပုံငန်းခုကိုအလကားထုတ်ပေးသလားအတုတွေထုတ်ပေးသလားအမေကြီးကမေးချင်တာမသိဘူးဒါဆန္ဒပြဝင်နဲ့မဆိုင်တော့ဘူးပေါ့နော်ဒါ63ခုနှစ်လောက်ကတိန်ထားတယ်နောက်ပြန်ဆွန့်လွတ်တယ်ပြန်ဆွန့်လွတ်တဲ့အချိန်မှာစနေတကြမစီစစ်ဖဲနဲ့ရော့ရော့ရော့အင်းအင်းဆိုပုံစံခုနဲ့လွတ်လိုက်တဲ့အခါမှာဟာလာမူလလက်ငုတ်ဆိုတာတွေနဲ့မူလပိုင်ရှင်ဆိုတာတွေနဲ့လက်ရှိလောက်ကန်လူကြမှာအငင်းပွားပြီးတော့ဒီကိစ္စဒီသူကတရားဆွဲလိုက်ကိုကတရားဆွဲလိုက်နဲ့ပြိပက်ခါယနေ့ချိန်ကြီးဖြစ်နေတဲ့ လဲရမြေပြဿနာအဲ့တော့ပုံစံကုန်းရှိတယ်ဘာလို့လဲမလို့ဆိုတော့အဲ့ပြဿနာခွန်းနာပြဿနာကြောင့်